2023မှာတော့ဒါမျိုးပြန်လို့ထပ်ဖြစ်လာတာတွေ့ရပါတယ်။အဲဒီနေရာမှာကျွန်တော်ပြောချင်တာကတော့သူတို့ရဲ့ရည်ရွယ်ချက်ပေါ့။သူတို့ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ရတယ်။ဒါ ው အဓိကထားပြီးအကြောင်းပြတယ်ဆိုနံပါတ်1ကဘယ်လိုတရုံနဲ့မြန်မာနယ်စပ်မှာဖြစ်နေလဲ။ online လောင်းကစားမှုကိုအကြောင်းပြတယ်။ online လောင်းကစားမှုနိုင်ငံဖို့ဆိုတဲ့ဟာမျိုးအကြောင်းပြပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောချင်တာကဒီ online လောင်းကစားမှုမှာ ဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတာလည်းကျွန်တော်ပြောပြီးဖြစ်ပါတယ်။ဒီ online လောင်းဝသားမှုကမြန်မာပြည်ကတရုတ်တွေကိုလိမ်နေတာမဟုတ်ဘူး။တရုတ်တွေကမြန်မာပြည်ကိုလိမ်နေတာမဟုတ်ဘူး။တရုတ်နိုင်ငံထဲမှာအရင်ကအတိုင်းဒီ online လောင်းဝသားမှုတွေဒီပြင်ရာဇဝတ်မှုတွေနဲ့ထွက်ပြေးနေတဲ့ဒီပြေးတွေကမြန်မာနိုင်ငံရှိတဲ့အီးအိုတချို့နဲ့လက်နက်ကိုင်တချို့နဲ့ပူးပေါင်းပြီးပြောကြ။ဒါမြန်မာဟောတရုတ်ပြည်သူတွေကိုလိမ်လည်နေတာပဲဖြစ်တယ်။ဒါကိုကျွန်တော်တို့ကသတိထားဖို့လိုပါမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တရားခဏ်ကိုတရုတ်ပြည်ကပေါ်လဲတွဲတောင်းဖြစ်တယ်။ခုလက်ဆက်လက်ပြီးကျွန်တော်တို့တောင်ကန်ဒေသမှာပေါ့ကိုကန်ဒေသတစ်ခုလုံးမှာဆက်လက်ပြီးနိုင်ငံကြီးတို့ဆောင်ရွက်နေတယ်။အကြသေးခင်ရပိုင်းတွေတော့မယ်တရုတ်နိုင်ငံရဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးနိုင်ငံတော်ကောင်စီဝင်လာရောက်ခဲ့ပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ပထမဦးမြင့်အောင်နိုင်ငံကျွန်တော်တို့တွေ့ဆုံဆွေးနွေးပြီးဖြစ်တယ်။အဲ့ဒီနေရာမှာမြန်မာတရုတ်နဲ့နိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဘောတူညီပေးဖြစ်တယ်။ တရုတ်ရဲ့မြန်မာရဲ့လာအိုရဲ့ကမ္ဘောဒီးယားရဲ့ဒီနဲ့ဒီ online လောင်းကစားမှုကိုတနေ့ဒေသဖြတ်တော်လို့ဒါမှုကြီးနေတဲ့ပတ်သက်တော့ကြောင့်သဘောတူလက်မှတ်ချီထိုးပြီးဖြစ်တယ်ဒါတွေကိုကျွန်တော်တို့ကအပြည့်အဝပူပေါင်းဆောင်နေတော့မှာဖြစ်တယ်ဒါဝန်ကြီးချုပ်နဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးတွေ့တဲ့အခါမှာလည်းကျွန်တော်တို့အသေးစိတ်ဆုံးနေဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဒီတရုတ်မြန်မာနိုင်ငံပူပေါင်းပြီးထူးတက်ဖွဲ့ပြီးကျွန်တော်တို့ဆောင်ရွက်ပါမှာဘောတူပြီးဖြစ်တယ် ဒီဟာကိုခွင့်ကောင်းယူပြီးလုပ်တာပြည်ဒီ MNTA ဆိုတဲ့အဖွဲ့အစည်းကကျွန်တော်ရခိုင်သမိုင်းကျောင်းမှာလည်းပြောခဲ့ပြီးပြီပထမဆုံးအရေးခင်းမှာဒါ90 90年မှာဖြစ်ခဲ့တဲ့အရေးခင်းမှာလည်းဒီရံမိုးလန်နဲ့ဖြစ်တဲ့အချိန်မှာလည်းရံမိုးလန်တို့ကိုဒါနိုင်ငံတော်အစိုးရကသူကဖမ်းပြပြီးဂိမ်းပြူတွေအားပြီးရံမိုးလန်တို့ကဂိမ်းပြူနေနေမလုပ်ပါဘူးသူတို့ကလုပ်ပါတယ်ဆိုတော့ဆွဆွဲချက်မျိုးဆွဆွဲကြတယ်လုပ်ကြခံလိုက်ကြတာမျိုးရှိတယ်နောက်ပိုင်းမှာလည်းဒီလိုဒါမနိုင်တဲ့အချိန်မှာသူတို့ဝါတာတွေခေါ်လာတာမျိုးတွေဒါမျိုးတွေလုပ်ခဲ့တာမျိုးရှိတယ် ဒီခုချိန်မှာလည်းဒါသည်အကြောင်းပြချက်တက်တယ်ပဲဖြစ်တယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့သူတို့ရဲ့ဒုနယ်သူစင်ကြီးမိသားစုချင်းချင်းလက်စားချေမှုရည်ရွယ်ပြီးတော့ကိုကန်ဒေသမှာရှိတဲ့ပြည်သူလူထုကိုသူတို့လက်စားချေရည်အစီအစဉ်ထဲမှာထိုးကျွေးနေတာဖြစ်တယ်။အဓိကတော့အာဏာရရေးတစ်ခုပဲဖြစ်တယ်လို့ကျွန်တော်လည်းပြောချင်တယ်။နောက်တစ်ခုကတော့သူတို့ဆက်ဆက်တဲ့တမအီးဘာနော်စေအာဏာရှင်စနစ်ပေါ့။တမတော်အနေနဲ့ကျွန်တော်ပြောပြပြတယ်တမတော်အနေနဲ့မဲမတမာမှုတွေကြောင့် 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံလုံးတာဝန်ကိုရယူပေးရတာဖြစ်တယ်။ကျွန်တော်ကပြောချင်တာကစစ်အာဏာရှင်စနစ်တို့သူတို့ကမှစစ်အာဏာရှင်စနစ်တဲ့ပိုဆိုးတဲ့စစ်ပြင်းစနစ်ဘာလို့စစ်ပြင်းနေဖြစ်ပါလဲ။ဖြစ်ခဲ့တဲ့အရေးခင်းနေပြန်ပြီပါ။သူတို့အာဏာရတဲ့အချိန်မှာလည်းအိုက်ဒေတာကပြည်သူလူထုကိုသူတို့ဘာများကောင်းကျိုးပေးခဲ့တယ်လဲ။အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့တရုတ်နဲ့မြန်မာဆက်ဆံရေးကိုဘာများသူတို့ကောင်းကျိုးပေးခဲ့တာရှိတယ်။နောက်တစ်ခုဒီအဖွဲ့တွေကလည်းတတ်ခိုက်တယ်။ခုတိုက်ခိုက်တဲ့ ချိန်မှာတကယ်ကိုအများကြီး drone မောင်းသူမဲ့ပေါ့မောင်းသူမဲ့တွေ drone တွေအများကြီးတုံးပြီးပုံတိုက်ခတ်ကြတာမျိုးရှိတယ်။လက်နဲ့ခဲရန်တွေအများကြီးတုံးပြီးတိုက်ခတ်ကြတာမျိုးရှိတယ်။ဒီလက်နဲ့ခဲရန်တွေဒီ drone တွေ drone ပေါ်ကနေချတဲ့ drone ဘုံတွေရရဒီငွေတွေတရားရတယ်။သူတို့မှာတရားဝင်စီဝါရေးဘာရှိလို့ဒီငွေတွေရတယ်။ဒါတွေဟာကျွန်တော်ပြည်သူလူထုကလည်းသိရှိရမယ်။ကျွန်တော်တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံနှစ်နိုင်ငံလုံးဝလည်း ဓာရီကိုသိရှိရစစ်စစ်မြင်မြင်ကျွန်တော်ဖေးလာပြီးတော့ရအောင်ဓာရီကိုဆောင်းမှာဖြစ်တယ်ဒီလိုမျိုးမဆောင်ရနိုင်ဘူးဆိုဒီဒီတာမှာကျွန်တော်ပြောခဲ့တယ်လို့ပဲအနည်းဆုံး၅နှစ်တစ်ချိန်လောက်ပြိပက်ခါဒါဖြစ်ပွားနေမှာဖြစ်တယ်တရင်ဌာနတခုနဲ့တွေ့တဲ့အချိန်မှာလည်းပြောခဲ့ပူပါတယ်ဒီလိုပဲပြီးဝီရဲ့နင်းတယ်ပြီးဝီရဲ့နင်းပြီးဒီမှာလည်းအရခင်တော့ဒါင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ပွားခဲ့တာလေဆွတ်ဆွဲခံရမှရှိတယ်အမေရိကန်ဒီရီးရနေတော့ကြာစွေးဘိန်းရတဲ့တရားခံတဲ့ကြေညာခဲ့တာရှိတယ်နောက်တစ်ခုက စိတ်ကြစီကပြတ်တယ်ဖြစ်တယ်ခု online တွေပြတ်မှာဖြစ်တယ်ဒီအားတွေကတရားဥပဒေစိုးမိုးရေးမရှိသမျှကာလပတ်လုံးအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုရဲ့တရားဥပဒေစိုးမိုးရေးမရှိသမျှကာလပတ်လုံးဖြစ်နေကြမှာဖြစ်တယ်လို့ကျွန်တော်တို့ကြောင်းတယ်နောက်တစ်ခုကတော့ဝါဒဖြန့်မှုပေါ့အဲဒီဝါဒဖြန့်မှုနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုရောတရုတ်မြန်မာနိုင်ငံလုံးရောကတော်တော်ကိုယူဆိုင်မှာဖြစ်တယ်တမိုင်းကြောင်းနဲ့ချီပြီးရှိတယ် 2015လောက်တိုင်းဒေသတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ2015ဖေဖော်ဝါရီလ12ရက်နေ့ဒီဖုန်ကြားရှင်ကတရုတ်မှာရှိတဲ့သတင်းဌာနတစ်ခုနဲ့တွေ့ရှုပ်ဆုံးလို့ရသူပြောခဲ့တယ်ဆိုတာရှိသူဘာပြောခဲ့လဲဆိုတော့သူတို့ဟာလေဟန်လူမျိုးတွေလားဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီဟာကို2015အရေးခင်မှာသူ့ကိုဘယ်သူမှတိုက်တာမဟုတ်ဘူးသူကိုယ်တိုင်ကတောက်တိုင်တို့အထက်ပိုင်းမှာရှိတဲ့နေရာတွေကိုလာတိုက်တာပြီးတော့ကြ တရုတ်ဘက်ကိုသွားဘာသာဖြတ်သူတို့ကဟန်ဒီမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့တရုတ်မျိုးနွယ်စုတွေကိုနှိပ်စက်နေတယ်ဒါကြောင့်မလို့ဒါလူမျိုးရေးရသူတို့ကိုအကူအညီပေးပါတရုတ်နိုင်ငံမှာရှိတဲ့တရုတ်တွေကမကနိုင်ငံရာခြားမှာရှိတဲ့တရုတ်တွေကပါအကူအညီပေးပါကျွန်တော်တို့ကြေကြေတဲ့နဲ့ဘာသာဖြတ်ပါအဲ့လိုဝါဒဖြန့်တဲ့အပြင်ဒီဘက်မြန်မာနိုင်ငံအစိုးရကဘာပြောလဲဆိုတာနိုင်ငံတော်သမတရှိသူတို့ဒီတိုင်းသားလူမျိုးတွေတရား35မျိုးတွေမှာပါတဲ့အတွက်တက်ညာဝါဆက်ဆံပေးဖို့အထူးအခွင့်အရေးပေးဖို့ဆိုကြတယ် ဲ့ဒီခုလုံးကိုတကယ်လည်းလောက်ခဲ့တာဖြစ်ဒါဆိုသူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာသိနိုင်ပါတယ်ကျွန်တော်အနေနဲ့က2012ခုနှစ်ဇူလိုင်လ2ရက်နေ့မှာပေါ့နော်ခုနခုံကြားရှင်ကိုကျွန်တော်ကိုကန့်ဒေသကြီးကနေထွက်ပြေးတော့ကကျွန်တော်အမှုဖွင့်ခဲ့တယ်2012ခုနှစ်ဇူလိုင်လ2ရက်နေ့မှာတော့အထူးဒေသကြီးရဲ့မြစ်တာရက်ခံချက်အရာပေါ့နော်သူတို့တုံ့ပြန်ချမ်းသာပြန်တမတားကြီးကိုတန်းပြေးခဲ့ပါတယ်သို့တော့2015ခုနှစ်မှာဒီတိုင်းကဒီတိုင်းပဲပြန်ဖြစ်တာပါပဲအဲ့လိုမျိုးဝါဒဖြန့်ချီမှုတွေ ခုချိန်မှာလည်းကျွန်တော်တို့ဒါလောက်ဆောင်နေတာပေါ့ကျွန်တော်တွေ့ရတယ်ခုနတော့လို့ကြားဖြတ်နေပတ်သက်ပြီးဘ누구ကပဲတိုက်ဖို့လုပ်တယ်အဲ့တော့ဒီတိုက်ပွဲမှာကျွန်တော်ကမေးနေတာကြားဖြတ်နေပတ်သက်ပြီးဘ누구ဘာမှတိုက်ဖြတ်တာလုပ်ခဲ့တယ်အဓိကသူတို့လုပ်ခဲ့တာဒီ MND TNL AAP ဖွဲ့တွေလုပ်ခဲ့တာဒီရရရလို့ပြတ်ခတ်တဲ့လျက်စစ်ဓာတ်အလိုင်းတွေကိုဖောက်ခွဲတဲ့တကားတွေကိုဖောက်ခွဲတဲ့ဒီသူလူလူရဲ့နံပါတ်ဆက်တွေကြီးထိကံလုံတာဖြစ်တယ် အပြင်ရုပ်မြမာနိုင်ငံကြားမှာဒါအထင်မြင်လွဲမှားမှုတွေပို့ပြီးတော့ကြီးမောက်လုပ်တဲ့အားကြီးကိုပဲကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါတွေကိုကျွန်တော်တို့က view site ဆောင်ဖြတ်ရမှာ ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ခုနပြောတဲ့ drone နေနဲ့ဘုံကြီးကျဲတဲ့အခါမှာ drone ဘုံကြီးအချို့ drone ဘုံကြီးကျွန်တော်သိသိရမှာရှိပါတယ်ကျွန်တော်တန်တရားရှိတာကအဲ့ drone ဘုံကြီးမှာရေးထားတဲ့စာသားတွေကစာတွေပေါ့နော်ပစိတ်တွေဟာတရုတ်စာသားတွေအဲ့မှာဗာရေးထားအောင်ကျွန်တော်တို့တရုတ် စာကျွမ်းကျင်သူတွေပါလာပြန်ဒီကံမှာတရုတ်ရဲ့ဒါအထူးထုတ်လောက်ထားသောကုန်ပစ္စည်းဆိုပြီးရေးထားမှရှိတယ်။တာမှန်ကြည့်ရင်တော့နောက်ွယ်မှာတရုတ်နိုင်ငံကရှိနေတယ်ဆိုရဟာမျိုးထင်အောင်ဘုလို့လောက်တာဖြစ်ပါတယ်။တာမှန်ကြည့်ရင်တော့ပြည်သူလူထုနဲ့ပတ်သက်လို့ကြာတရုတ်ပြည်သူလူထုနဲ့မြန်မာပြည်သူလူထုကြာတရုတ်ဆိုရတယ်မြန်မာဆိုရချာဘူးဒါအထင်ကြီးလွဲမအောင်လုပ်တာဖြစ်ပါတယ်။အဲ့ဒါတွေဒီဘာလို့ကြိုးတင်စီမံပြီးဆောင်ရွက်နေဖြစ်တဲ့နောက်တစ်ခုကတော့ကျွန်တော်သတိထားမှာက တရုတ်နိုင်ငံနဲ့အမေရိကကြည့်နေတာရှမ်းပြည်နယ်ရှမ်းပြည်နယ်ဆိုတာကလည်းကျွန်တော်မြန်မာနိုင်ငံမှာတိုင်းသာလူတွေဆိုအများဆုံးပြည်နယ်ဖြစ်တယ်မြန်မာနဲ့ဖြစ်ရနေတဲ့တရုတ်ရဲ့ယူနန်ပြည်နယ်ဆိုတာလည်းတရုတ်နိုင်ငံမှာတိုင်းသာလူတွေဆိုအများဆုံးပြည်နယ်ဖြစ်တယ်ခုအချိန်မှာနိုင်ငံတွေကိုဝင်ရောက်နှောက်ယှက်နေတဲ့နိုင်ငံကြီးတွေအနေနဲ့သူတို့ပါရင်လုပ်နိုင်ငံအတွင်းမှာအဓိကသူခွဲမှုနှမျိုးပဲလုပ်နဂတ်တေရဘာသာရေးရသူခွဲမှုနဂတ်နှစ်လူမျိုးရေးရသူခွဲမှု ထိလဲရှာနေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တို့နှစ်နိုင်ငံဒီဒီကိစ္စကိုသတိကြီးကြီးထားနေတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ပြီးရင်တော့ကျွန်တော်လက်တွေ့ကြပြီးထိရောက်တဲ့သူပေါင်းဆောင်ရွက်မှုကိုကျွန်တော်ဆောင်ရွက်ဖို့လိုမယ်လို့မြင်ပါတယ်အကျွန်တော်အနေနဲ့ကတော့မြန်မာနိုင်ငံဒီလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တယ်ဒီလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လွတ်လပ်ရေးကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာနိုင်ငံဒီဒေသကျွန်တော်တို့အစွမ်းကုန်ကြိုးပမ်းကာကွယ်တော့မှာဖြစ်တယ် တည်သူလူလူကိုလည်းဒီနေရာမှာကျွန်တော်အသိပေးခြင်းတာဒါမျိုးအရေးခင်းနေတာမျိုးတွေရှိပါတယ်ဒါတွေသည်တည်သူလူလူရဲ့မျော်မှန်းချက်ဖြစ်တဲ့တည်သူလူလူရဲ့လူဝင်ဆန္ဒဖြစ်တဲ့ပါတီစုံဒီမိုစီရေးနဲ့ဘာမှဆိုင်သူတို့မျိုးနွယ်စုအချင်းချင်းရာစုဆယ်စုနဲ့ချီပြောကြလက်စားချီတဲ့ပြဿနာတာဖြစ်တယ်ဒီပြဿနာကိုဒီအချိန်မှာ အကြောင်းပြချက် ကောင်းကောင်းနဲ့ဖုံးလာပြီးကြလှုပ်ဆောင်နေတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသိပေးလို့ပါတယ် ဒီဒေသမှာတာဝန်ချမ်းဆောင်နေတဲ့တမတော်သားတွေတမတော်သားမိသားစုဝင်များကိုနိုင်ငံတော်အကြီးအကဲပါဝင်တမတော်အကြီးအကဲများပါဝင်အားလုံးကအတိအမှတ်ပြီးခင်စားကြအောင်ကျွန်တော်ပြောချင်တယ်အလေးနဲ့ထားပြီးပြောချင်တယ်အထောက်စကားမှာလည်းဒီဒေသမှာတိုက်ပွဲကြီးတို့လည်းများဖြစ်ခဲ့ပါတယ်အဲ့ဒီဒေသမှာလည်းကျွန်တော်ရိုးရိုးချုံချုံတိုက်ပွဲကြီးရပါတယ်ခုချိန်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းကိုကဒေသမှာတမတော်သားများတမတော်သားမိသားစုဝင်များအနေနဲ့ဒါရိုးရိုးချုံချုံတိုက်ပွဲဝင်လျက်ရှိပါတယ် ဒါနဲ့ပတ်သက်ပြီးတော့အားလုံးကအတိမတ်ပြုဂုံပြုသေစားကြောင်းလည်းအဲကျွန်တော်တို့ပြောလိုပါတယ်။ဘာရဖြတ်မှုတွေအမျိုးမျိုးရှိပါလိမ့်မယ်။ဘာရဖြတ်မှုတွေအမျိုးမျိုးကိုတည်တူတူတမတော်သားတွေအနေနဲ့အသိရှိကြပါမယ်။ကျွန်တော်တို့အနေနဲ့တမတော်သားများပြီးပြီးအစဉ်လာရှိခဲ့တဲ့တမတော်ဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နေပြီးလွတ်လပ်ရေးဆက်လက်ထိန်းသိမ်းကာကွယ်သွားကြပါ။တည်တူတူအနေနဲ့ကလည်းဝန်ကြီးပူပေါင်းဆောင်ရွက်ပေးကြပါလို့ပြောချင်ပါတယ်။